ရှင်ကားဆိုရင်သူအဲလေးကားမြောက်လာမဟုတ်ဘူးဇန်နဝင်ကတိုးကလေးကားမြောက်ထင်တယ်သူကတော့ဟိုဇလန်းတွဲနဲ့ပေါ့ဇလန်းတွဲနဲ့သူ့ကိုအတွဲပြီးမြင်ကြရတယ်အဲဒီဇလန်းတွဲမှာဒီအဲတရုတ်ဆောင်မှုလေးတွေကိုသူ့ကိုအဲ့လိုကိုပါဝင်ရတဲ့အခန်းကဏ္ဍတွေမှာအားပေးကြရပေါ့နော်တရုတ်ဆောင်မှုလေး ားနိုင်မဲ့အာဒီချူကို character မျိုးကမ်းလှမ်းခဲ့တယ်ဆိုတော့လုံးဝဝမ်ပန်းတတာနဲ့ကိုချူအကောင်းဆုံးစ조사တော့မှာပါဟုတ်ပြောမယ်ဆိုလေချူတက်ဖို့အတွက်ကိုတစ်ပင်ပေါ်မွေရအောက်ကိုဆင်းပေးတယ်လို့မျိုးဖြစ်တာအပင်ပေါ်မှာမွေရှိနေတာချူလည်းတစ်ပင်ပေါ်တက်ကောမွေရအောက်ကိုဘုတ်ဘုတ်ဆိုပြီးပြုတ်ကြတာနှမဆိုရင်ကိုကိုစီမံရောက်လာမှချူမွေရန်ကြောက်တတ်တာဟုတ် ီကဆဆရိုက်ခဲတဲ့ဟိုကတကယ်ကိုအမတ်တရရများစွာနဲ့ဟိုစိတ်ထဲမှာလည်းအရန်ဟိုပေါ့နော်အားလုံးစူးစမ်းထားကြရဆိုတော့ဟိုအောင်မြင်မယ်လို့လည်းယုံကြည်ခဲ့ပေါ့နော်အယုံကြည်ထားတဲ့အတိုင်းပဲဒါပြိသက်အပိမှုတခင်းနဲ့ရပြီးတော့နှစ်ပတ်ယုံတင်ခွင့်လည်းရခဲ့တယ်အခုဒါကန်နဝင်ငတိုးရဲ့နောက်ထပ်ကန်နဝင်ရှိုးဆိုပြီးတော့ဒါချူရိုထပ်ထပ်ပြီးတော့ပြိသက်တွေနဲ့ထပ်ပြီးတော့ဟိုပွဲပွဲလုပ်ကြတာပေါ့နော်ဒါဘာဖြစ်ဖြစ်ကိုယ့်ရဲ့ဖွဲ့သားတွေအကုန်လုံးဒီ production ဘိုင်းတွေ producer တွေရောအတိုင်းမသိချူဝမ်းတာပါတယ် ချူကတော့ဟိုဇလန်းတွဲနဲ့ပေါ့ဇလန်းတွဲနဲ့ချူကိုတွဲပြီးမြင်ကြရတယ်အဲဒီဇလန်းတွဲမှာဒီတရုတ်ဆောင်မှုလေးတွေကိုချူကိုအဲ့လိုကိုပါဝင်ရတဲ့အခန်းကဏ္ဍတွေမှာအားပေးကြရတယ်ပေါ့နော်တရုတ်ဆောင်မှုလေးတွေကိုချူကအာအတန်တော့ဆိုလို့ရှိရင်တော့ဟိုပရိချူတို့ကဒါအခုချိန်မှာချူတို့လည်းစူးစမ်းနေရတဲ့သူတယောက်ဖြစ်တဲ့အတွက်ဇလန်းတွဲကတော့ပရိသတ်ရှိကိုပို့ပြီးတော့လူပို့တိစေတယ်လူပို့ပြီးတော့ပရိသတ်ရှိမှာကြာကြာရက်တည်နေနိုင်တာပေါ့လေဇလန်းတွဲကကြာတော့ရုပ်ရှင်အားကြာတော့ဒါချူတို့ရဲ့ ဟိုဘယ်လိုပြောရမလဲရုပ်ရှင်ဆိုတဲ့အရာကကြတော့ဟိုစုတွေပါချင်းမြင့်မှုတွေပါရှိတာဟိုဆိုတော့ဒီဟာကကြောစူးစမ်းခွင့်ရှိတာပေါ့လေစူးစမ်းခွင့်ရှိတာကြောရုပ်ရှင်ကြတော့ပို့ပြီးတော့ကိုယ်မှာလောက်ွက်ရတဲ့အရာတွေဆိုလို့ရှိရင်ကိုပို့ပြီးစူးစမ်းအထုတ်လို့ရတယ်ပေါ့ဇလန်းတွဲကကြတော့လေဇလန်းတွဲအလက်ရောက်ပေါ့ပြိသက်ပို့တည်အောင်သူတို့ဟိုတစ်ခုနဲ့တစ်ခုကဒီဇလန်းတွဲရောရုပ်ရှင်ရောကအကျိုးရုပ်တဲ့ဟာမရှိပါဘူးနှစ်ခုလုံးကတကယ်အကျိုးရှိတဲ့အရာတွေပါပဲသူတို့အမှုပညာရှင်တွေအတွက်ရှိရပေါ့ဘာဖြစ်လို့ဆိုတော့သူတို့ဒီအမှုပညာရှင်တွေအကုန်လုံးရဲ့ အဲဒီပန်းနိုင်ရဒီအကယ်ဒမီစုကိုလိုချင်ကြတဲ့သူတွေရောအကုန်လုံးစူးစမ်းကြတဲ့သူတွေရောကိုရရနေရကြရနေရမှာတရုပ်ဆောင်ပြီးတော့ထူးချွန်စုဆိုတာလူတိုင်းကလိုချင်ကြတာပဲချူးလဲပါဖြစ်အများကြီးစူးစမ်းဖို့အများကြီးအခွင့်အလမ်းတွေလည်းလိုအပ်တယ်လို့စူးစမ်းဖို့လည်းအများကြီးလိုအပ်သေးရပေါ့နော်အဲ့တော့ချူးဒီကန်းလန်းလာတဲ့ပုံမှာမူတည်ပြီးတော့ချူးစူးစမ်းမှုအခွင့်အရေးတွေလည်းအများကြီးရှိခဲ့မယ်ဆိုလို့ရှိရင်လည်းချူးအများကြီးစူးစမ်းတော့မှာပေါ့ဟုတ်အကယ်ဒမီရမယ်ဆိုတော့ပြောတော့ခုနှစ်ထဲကိုပိုင်ပိုင်နိုင်နိုင်ရောက်မလာသေးဘူးရောက်မလာသေးဘူးပေါ့ရောက်လာရင်မျောလင့်နေတာပေါ့ဟုတ်ဟုတ် ရနိုင်တော့အခုရောမှမနေဆုတ်ကြိုင်တော့ဟုတ်အဲအကယ်ဒမီရနိုင်မဲ့အဲဒီချူကိုကရိုက်တာမျိုးကန်းလန်းခဲ့ရဆိုတော့လုံးဝကိုဝမ်ပန်းတတာနဲ့ကိုချူအကောင်းဆုံးစူးစမ်းတော့မှာပါဟုတ်အဲချူသိရဆိုတာတက်လေချူလေအဲ့ဒီအဲဒီကန်ဝင်ကတို့အဲ့ချူအဲ့စင်းရဒီတကားလုံးမှာဒါမူမူကဒီဒရမာချိုးတာပေါ့နော်ဒရမာချိုးတာချူတို့ဒီအနုပညာအဲ ော်တော်များများဒီဟာသာဆိုလို့ရှိရင်တိတ်ပြီးတော့ဟို Academy nomination နဲ့တိတ်ဝင်လေးဝင်ထားမရှိဘူးပေါ့နော်ဒါပါပဲဖြစ်ဖြစ်ဟိုမမျော်လင့်မမျော်လင့်ထားဘူးဆိုပေမဲ့ဒီချူရဲ့ဒီရတဲ့ဒီဟာသာကားဆိုပေမဲ့လည်းချူရဲ့ရတဲ့ဒီမူမူ character နေရာလေးမှာချူကအကောင်းဆုံး drama အကောင်းဆုံးချူချိုးစိတ်နစ်ပြီးတော့စူးစမ်းခဲ့ရပေါ့နော်ပြီးတော့အမတ်တရအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့အဲ့မှာချူတို့အဲ့တဆင်းကိုရိုက်ဖို့အတွက်ကိုမနက်ကနေညအထိကိုလုံးဝလိုက်တင်ချိန်ရတယ်မိုးတွေကလည်းအရင်ရွာနေတဲ့အချိန်မှာချူတစ်ပင်ပေါ်တက်တဲ့အချိန်မှာဟို ြောမယ်ဆိုလေချူးတက်ဖို့အတွက်ကိုသစ်ပင်ပေါ်ကမွေရအောက်ကိုဆင်းပေးတယ်လို့မျိုးဖြစ်တာအပင်ပေါ်မှာမွေရှိနေတာချူးလည်းသစ်ပင်ပေါ်တက်ကောမွေရအောက်ကိုဘုတ်ဘုတ်ဆိုပြီးပြုတ်ကြတာနှမဆိုရင်ကိုကိုစီမံရောက်လာမှချို့မွေရန်ကြောက်တက်တာကိုဆိုတော့အဲ့မှာဟိုသူတို့ lighting နဲ့ camera တွေချိန်နေတဲ့အချိန်မှာချို့ကအဲ့လိုဘာမှမဟုတ် pose လေးလက်နဲ့ချောင်းလေးထောင်ပြီးတော့အဲ့လိုမျိုးပေါ့နော်ရိုက်ခဲ့ရတာဟိုနမိတ်နမိတ်ဖတ်တယ်လို့ဖြစ်သွားတာပေါ့ လို့ပါနေဟာငမစနဲ့ငါတက်လာမှာနော်တို့လက်တက်လာရဲ့နော်လက်တက်လာငါချက်ချင်းခုန်ကြပြပါအမဒီလိုဆိုတာဘယ်သူမှလာရတဲ့ဘာသူကလည်းခွာရတယ်တမီမကြည့်တာအဲအဲ့ iPhone iPhone လေးလည်းတော်တော်လေးပောက်တယ်ဗောသူအဲ့မှာမူမူကသူ အချက်တကွဲကျိုးနဲ့ဖြစ်လို့သူငိုတဲ့အချိန်မှာအဲ့ဒါလေးကိုထရိုးပြီးတော့လာစာကုံပြီးလာစာလာအောင်မကုံသေးဘူးလာစာကုံသွားပြီဆိုတဲ့ဟာလေးလည်းတော်တော်လေးဟိုထရိုးကြပြီးပောက်သွားတဲ့အတွက်ဝမ်းသာသွားတဲ့အချိန်ပါ